မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်မှာရှိတဲ့စေကောင်းစီတပ်ရဲ့ကင်းမုံစခန်းကိုဝင်ရောက်တိုက်ခတ်ရာစေကောင်းစီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရေးမြို့မြောက်ပိုင်းမှာရှိတဲ့မော့ကနင်ချေးရွာကစေကောင်းစီရဲ့ကွမ်ကြိုက်တပ်စခန်းအနီးမှာရှိတဲ့ကင်းမုံစခန်းကိုဒီကနေ့မနက်9:00ခွဲခန့်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ် ကွမ်ကြိုက်စခန်းမှာကစစ်ခွေးအင်အားက30လောက်ရှိတယ်။ဂင်းမုံစခန်းမှာက15ခေါင်ရှိတယ်။ပြောက်ကြားဆက်စင်ရေးလုတ်ခဲ့တာပါလို့ MSRF ကတာဝန်ရှိသူကတိုက်ခိုက်ခဲ့မှုကိုရှင်းပြထားပါတယ်။၎င်းတက်ခတ်မှုကြောင့်စစ်ကောင်စီတပ်က၃ဦးသေဆုံးပြီးတော့နှစ်ဦးထိခိုက်ဒဏ်ရာရရှိကောင်တော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့ဘူးလို့အတိပေးထားပါတယ်။မွန်ပြည်တော်လိုင်းတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့ KNLA တိုင်ရင်း၂၀ခုတပ်ခွဲတစ်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အခုဇွန်လ9ရက်နေ့ကလည်းရေးတော်ဝဲလမ်းမပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ရေးမြို့အခြေဆိုင်အမတ်316အမြောက်တပ်ရင်းအမတ်316ကို MSRF နဲ့ပူးပေါင်းအဖွဲ့က drone နဲ့တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်က15ဦးထိခိုက်ဒေဆုံးသွားကြောင်း MSRF ကတာဝန်ရှိသူကပြောကြားထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မော်ပြည်နယ်မုရုံမြို့မှာရှိတဲ့ရွှေဆိုင်တဆိုင်မှာတနတ်သမားတို့ကရွှေတဲ့ပစ္စည်းများကိုလူရက်ပြီးတော့ဆိုင်ပိုင်ရှေ့အမျိုးသားကိုတနတ်နဲ့ပြစ်ခတ်ခဲ့တဲ့အတွက်တင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇော်လိုက်လ7ရက်နေ့မနက်7:00နာရီခွဲအချိန်ကန်က အဲ့ဒီရွှေဟင်းသာဈေးမျက်နှာစာမှာရှိတယ်ရွှေရတနာဦးရွှေဆိုင်ကိုတနက်သမားအမျိုးသားတို့ရောက်ရှိလာပြီးတဲ့နောက်ဆိုင်းရှင်တားဖနှစ်ဦးကိုပစ္စတိုတနက်ပြပြီးရွှေတဲ့ပစ္စည်းများကိုလူရရန်စ조사ခဲ့ခြင်းဖြစ်တယ်လို့မြို့ကန်တဦးကပြောကြားထားပါတယ်တနက်သမားကရွှေဆိုင်ရဲ့ဆိုင်ခုံမော်ကိုတက်ပြီးတော့အရင်ဆုံးဆိုင်ပိုင်ရှင်ရဲ့သမီးဖြစ်တဲ့မပပကိုတနက်နဲ့ထူးရိုက်တာတွေလုပ်ပါတယ်ပြီးတော့ဆိုင်ပိုင်ရှင်ဖြစ်တဲ့ဦးပန်းလာကိုလည်းတနက်နဲ့နှစ်ချက်ပြက်ပြီးတော့ဈေးပြင်ဘက်ကိုထွက်ပြေးသွားတယ်လို့သိရတယ်လို့၎င်းကရှင်းပြထားပါတယ် တနက်နဲ့ပြစ်ခတ်ခံရတဲ့ဥပန်းလာဟာလေပင်နဲ့ရင်ဘတ်တို့မှာတနက်ဒဏ်ရာရရှိခဲ့ပြီးတော့အခင်းဖြစ်ပွားတဲ့နေရာမှာတင်သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။အခင်းဖြစ်ပွားတဲ့အချိန်မှာလူများဝိုင်းအောင်လာတဲ့အတွက်တနက်သမားဟာလည်းလွတ်မြောက်ထွက်ပြေးသွားတယ်လို့အဲ့ဒီမြို့ကန်ကပြောဆိုထားပါတယ်။တနက်သမားဖြစ်သူစီးနှင်းလာတဲ့ဆိုင်ကယ်ဟာဈေးထဲမှာကျန်ရိတ်ခဲ့ကြောင်းနဲ့ ရွှေဆိုင်ပိုင်ရှဲတမိဖြစ်သူမပပဟာလဲ၎င်းရရှိထားတဲ့ဒဏ်ရာများကိုမုဒုံမျိုးနဲ့ပြည်သူစေယုံမှာစေကူတော်မှုခံယူနေရကြောင်းမြို့ကန်များရဲ့ပြောပြချက်အရာသိရပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်အဲ့ဒီရွှေဟင်းသာဈေးအတွင်းမှာရှိတဲ့ရွှေဆိုင်များအလုံးပိတ်သိမ်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ TNL သိမ်းပိုက်ထားတဲ့ကြောင်မဲမျိုးကိုစစ်ကောင်စီတပ်ကဒီကနေ့မနက်ပိုင်းမှာ၃ချိန်၄ရင်နဲ့ဘုံများကျဲချခဲ့ရာပြည်သူတအုပ်တေဆုံးခဲ့ရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဒီကနေ့မနက်3:00နာရီ6မိနစ်အချိန်မနက်3:14မိနစ်အချိန်နဲ့မနက်3:20မိနစ်အချိန်တို့မှာစစ်ခွေးတပ်ရဲ့လေယာဉ်နဲ့ကြောင်မဲမြို့ဟိုတယ်ကောလီကြောင်မဲခရိုင်ရဲတန်းရနဲ့ရဲစခန်းဝင်းအတွင်းထဲကိုဘုံများကျဲချခဲ့တယ်လို့သိရပါတယ်။ပေါင်900ဘုံများနဲ့ကျဲချခြင်းဖြစ်ပြီးပြည်သူတအုပ်တေဆုံးသွားတယ်လို့သိရပါတယ်။ခိုးမုံကြီးရွာနားကဟိုတယ်ကောလီကိုဘုံချတယ် ပင်လုံလမ်းပေါ်ကကြောင်မဲမြို့နယ်မြို့မှရဲစခန်းနဲ့ခရိုင်ရဲရုံးကိုလည်းဘုံတွေကျဲချသွားပါတယ်ပြည်သူတအုပ်တွေဆုံးသွားတယ်တေဆုံးတာကဟိုတယ်ကောလီမှာတဲနေတဲ့နောင်ချိုကစစ်ပေးဆောင်ပြည်သူတအုပ်ပါဒဏ်ရာရတဲ့သူတွေကလည်းနောင်ချိုကစစ်ပေးဆောင်ပြည်သူ၅ဦးပါလို့ကြောင်မဲဒေသခံတအုပ်ကရှင်းပြထားပါတယ်ဇူလိုင်လ၈ရက်နေ့မနေ့9နာရီကျော်ဝင်းကျယ်အချိန်ကလည်းကြောင်မဲမြို့ရင်းညာရေးဂုံးမှာရှိတယ် အောက်ဆီဂျင်ဆက်ယုံအနည်းကိုစစ်ကောင်စီတပ်ကပေါင်900ဘုံနှလုံးကျဲချခဲ့တဲ့အတွက်ပြည်သူတအုပ်သေးဆုံးပြီးအခြားပြည်သူ၄ဦးတန်းရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇွန်လ29ရက်နေ့ကလည်းကြောင်မဲမြို့တစ်ကွာပင်လုံလန်းကမ္ဘောဇာရှမ်းကျောင်းအနည်းကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာအမျိုးသား2ဦးနဲ့အမျိုးသမီး3ဦးစုစုပေါင်းပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့နဲ့ဇွန်လ24ရက်နေ့တို့မှာလဲကြောင်မဲမျိုးပေါ်ကိုလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက် ပြည်သူ၅ဦးတိတ်ဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတောင်ချိန်မှာရှိတဲ့စစ်တပ်တပ်ရင်းများကမနေ့ကတညလုံးလက်နက်ကြီးများနဲ့မင်းကွန်းဒေသဘက်ကိုပစ်ခတ်ခဲ့တဲ့အတွက်မန္တလေးတမျိုးလုံးလက်နက်ကြီးတံများဖုံးလွှမ်းသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကညပိုင်းကစကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းဒေသခိုးတောင်ရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲကိုမန္တလေးတောင်ကြီးကတိုင်ရင်းများကမင်းကွန်းခိုးတောင်ရွာဘက်ဝင်းကျင်ကိုလက်နက်ကြီးများနဲ့တညာလုံးပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးပစ်ခတ်ပြီးတော့မင်းကွန်းဒေသကစစ်ကောင်းစီတပ်များကိုစစ်ကူပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မန္တလေးတောင်ကြီးအနီးတော်ဝိုက်မှာဆက်လက်နဲ့ပြည်စည်းတိုက်ရင်ပင်မနဲ့ ခလာရ95ချင်းမြန်တရင်တက်မှတရတဲ့ရန်ရတက်အဆရှိတဲ့စစ်ကောင်စီတပ်များအခြေစိုက်ထားကအဲ့ဒီတပ်များကလက်နက်ကြီးများနဲ့မင်းကွန်းဒေသဘက်ကိုဥတီပြီးတော့ပြစ်ခတ်ခဲ့တယ်လို့သိရပါဗျ။မန်းတောင်ချင်းမှာရှိတဲ့တပ်တွေကလှမ်းပြီးတော့ပြစ်နေတာမင်းကွန်းခိုးတောင်ရွာနားမှာပွဲကနေတယ်လို့သိရတယ်။မန္တလေးတောင်ပေါ်ကနေပြီးတော့လက်နက်တွေနဲ့လှမ်းထုတ်နေတာအကုန်ချားနေရပါတယ်။တမျိုးလုံးတောင်းအောင်နဲ့လေရင်တွေလည်းဝဲနေတာလေးလုံးလောက်ကွဲတဲ့အတန်တော့တော်တော်လေးကိုကြားလိုက်ရတယ်လို့မန္တလေးမြို့နယ်ပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ဘီလင်းမြို့နယ်မင်းစောရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ရာကျောင်းဆောင်များနဲ့နေအိမ်များထိခိုက်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ10ရက်နေ့မနက်7:00နာရီကန်ကဘီလင်းမြို့နယ်မင်းစောရွာစာတင်ကျောင်းအတွင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကျောင်းတိုက်ခတ်မှုအတွင်းမှာမင်းစောကြီးရွာမှာအသစ်ဆောက်လုပ်ထားတဲ့ကျောင်းအဆောက်အဦးနှလုံးနဲ့နေအိမ်နှလုံးတို့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ မင်းစောရွာစတင်ကြောင်းကိုစစ်ခွေးတွေကလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားတာပါအဲ့ဒီရွာကိုစစ်ခွေးတွေကလေရင်နဲ့ပြင်မှတ်ထားပြီးတော့ဘုံကျဲတာအခုနဲ့ဆိုရင်၅ချိန်တောင်ရှိပြီလို့ဒေသခံသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးတပ်ဟာ2024ခုနှစ်မတ်လ23ရက်နေ့ကလည်းမင်းစောကျေးရွာစတင်ကြောင်းကိုပေါင်900ဘုံသီးများနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်2025ခုနှစ်ဧပြီလ16ရက်နေ့ကလည်းမင်းစောရွာဖုံးကြီးကျောင်းကိုပေါင်900ဘုံသီးများကျဲချခဲ့တယ်လို့ပြောပါတယ် ဒုသထုခရိုင်အတွင်လေရင်ဒရုန်းများနဲ့လေကြောင်းတိုက်ခတ်မှုများလက်နက်ကြီးပစ်ခတ်မှုများကျိန်းဖန်များစွာပြုလုပ်လျက်ရှိတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။အလားတူပဲတနင်္သာရီတိုင်းမောတောင်မြို့ကိုလည်းအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ကြောင်း KTLA တနင်္သာရီကထုတ်ပြန်ထားပါတယ်။ ဇွန်လ10ရက်နေ့မွန်လွဲ2နာရီကမှမောတောင်မြို့နယ်6ကီလိုမီတာအကွာမှာရှိတဲ့အမှတ်9ကျေးရွာကိုအကြမ်းတ်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များလည်းပျက်စီးကာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲပြည်သူများကိုဥတီတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတိုင်းမင်းလာမြို့နယ်ဖားလေးကွင်းရွာကိုအကြမ်းဖက်ဆက်တက်က drone နဲ့ဘုံကျဲပြီးတော့နေအိမ်များကိုဝင်ရောက်မိရှို့သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ17ရက်မနက်9:00နာရီကမှမင်းလာမြို့နယ်ဖားလေးကွင်းရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများက drone နဲ့ဘုံကျဲပြီးတော့ နေအိမ်များကိုဝင်ရောက်ပြီးတော့မိရှို့သွားတယ်လို့သိရပါဗျ။အကြံဖက်စစ်ခွေးတပ်ကကြေးရွာအတွင်းကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးထိခိုက်ဒဏ်ရာရရှိသူရှေ့မရှိကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ပါလေးကွင်းရွာကိုစစ်ခွေးတွေဝင်ရောက်စီးနှင်းပြီးတော့နေအိမ်တွေကိုမိရှို့နေတာစစ်ခွေးတွေရောက်မလာခင်တုန်းကရွာတွေကို drone နဲ့ဘုံကျဲသွားပါတယ်သူတို့ရောက်လာပြီးတော့လည်းလက်နက်ကြီးတွေနဲ့ရမ်းပစ်နေတာပြည်သူတွေထိခိုက်မှုရှိမရှိတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေတာတွင်တော်လိုင်းရဲ့သတင်းအေးမြစ်ကရှင်းပြထားပါတယ်ဒါအပြင် အကြမ်းတ်စစ်ခွေးတပ်ဟာမင်းလာမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုလည်းမိရှို့ဖျက်ဆီးခဲ့ပြီးတော့ဇွန်လ20ရက်နေ့မှာတောင်ပြရွာတိတ်ကနေအိမ်25လုံးဇွန်လ22ရက်နေ့မှာရွေးကုန်းရွာနဲ့ဥရိုကျွဲလမ်းစုရွာကနေအိမ်6လုံးဇွန်လ23ရက်နေ့မှာဘိုးတထောင်ရွာစားချောင်းရွာစင်အိုင်ချောင်းပေါက်ရွာ ဂန့်ဟော်ဘင်ရွာနဲ့ငလဆန်းရွာကနေအိမ်60တလုံးလုံးမိလောင်ပြာချခဲ့ရတယ်လို့သိရပါတယ်။ဇွန်လ24ရက်နေ့ကစမ်းပုတ်ရွာကနေအိမ်5လုံး25ရက်နေ့မှာခွမရွာကနေအိမ်15လုံးနဲ့25ရက်နေ့မှာပဲကျွဲမကိုင်းရွာကနေအိမ်အလုံး40လုံးကိုခမံမိရှုဖြတ်စည်းသွားတယ်လို့သိရပါတယ်။ဇူလိုင်လ2ရက်နေ့မှာဇရဲမြောင်ရွာနဲ့ရွှေပေါက်ပင်ရွာတို့ကိုထပ်မံပြီးတော့ဝင်းရောင်စီးနေမိရှုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ